အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတော်ဦးစန်းွေရေးသားတဲ့ဗုဒ္ဓကိုယ်တိုင်ဖြည့်ကြားခဲ့ရသော မေဂုံနှင့်ပြတနာများဘောင်းကျုပ်ဆိုတဲ့စာအုပ်ထဲမှာကာမဂုဏ်၅ပါးအမျက်စာ ဖရာအားမြည်သူလျှောက်တနည်းဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပြတနာကာမဂုဏ်မေးလျှောက်သူမေ၅ပါးတာဝတိပြည်ဇေတဝန်အကြောင်း၌မြတ်စွာဘုရားတရင်တုံတော်မူစဉ်ကဖြစ်၏။ ကောတလမင်းနဲ့တကွမင်း၅ပါးတို့သည် ကာမဂုံနှင့်ပတ်သက်၍အယုတ်အမြတ်ညင်းပွားနေကြ၏ဘဲဟာအမျက်ဆုံးဟူ၍အရှုံးနိုင်မဆုံးဖြစ်နိုင်ပေဖြစ်နေကြ၏အကြည်တော်တို့ဒီလိုဆိုလျင်ဒီပြေတနာကိုမြတ်စွာဘုရားထံအဆုံးဖြတ်ခံရသော မကောင်းပေဘူးလားဟု ကောတလမင်းကြီးကအကြံပေးလေသည် ထိုအကြံပေးချက်ကိုအားလုံးကလက်ခံကြသဖြင့်ကဲဒါဖြင့်သွားကြစို့ဟု မင်းငါးပါးတို့ပြဒနာထုတ်ကြီးကိုပိုက်၍ဇေတဝန်เจ้าတော်သို့သွားကြပြီးကောသလမင်းကြီးကသူတို့၏ပြဒနာကိုဤသို့တင်ပြကဘုရားထံအဆုံးဖြတ်တောင်းခံလေ၏ဘုန်းတော်ကြီးသောမြတ်စွာဘုရားလောကီအာယုံကာမဂုဏ်တို့ဖြင့်ကုန်လုံပြည့်စုံကုန်သည်ဖြစ်၍ဝိလျောကုန်သော အကျွန်ုပ်တို့မင်းငါးယောက်တို့အားကာမဂုဏ်တို့တွင်အဘယ်သည်မြတ်တည်းဟုသော စကားထင်ရှားဖြစ်ခဲ့ပါ၏ အချို့ကကာမဂုဏ်တို့တွင် ရူပါယုံသည် အမျက်ဆုံးဟုဆိုပါသည် အချို့ကတရားယုံသည် အမျက်ဆုံးဟုဆိုပါသည် အချို့ကကန္နာယုံသည် အမျက်ဆုံးဟုဆိုပါသည် အချို့ကယတာယုံသည် အမျက်ဆုံးဟုဆိုပါသည်အချို့ကဖောဓဘယုံသည်အမျက်ဆုံးဟုဆိုပါသည် အရှင်ဖုရားကာမဂုဏ်တို့တွင်အဘယ်သည်မြတ်ပါသည်ဟုဤသို့တင်ပြမေးလျှောက်လေသည် မင်းကြီးကာမဂုဏ်၅ပါးတို့၌နှစ်သက်ခြင်းအထွတ်ထိပ်ရှိသောကာမဂုဏ်ကိုစင်စစ်မျက်ဤဟု၍ငါဖျားဟောတော်မူ၏မင်းကြီးထိုယူပါယုံသည်ပင် အချို့သောသူအားနှစ်သက်ဖွယ်ဖြစ်၏အချို့သောသူအားနှစ်သက်ဖွယ်မဖြစ်လေအကျဉ်သူသည်အကျဉ်ရူပါယုံတို့ဖြင့်နှစ်လို၏ပြည့်စုံသောအကျဉ်ရှိ၏ထိုသူသည်ဤရူပါယုံမှတပါသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့်မျက်သည်လည်းဖြစ်သောယူပါယုံကိုမတောင့်တထိုယူပါယုံသည်မျက်၏မင်းကြီးထိုတရာယုံသည်ပင်မင်းကြီးထိုကန်းနာယုံသည်ပင်မင်းကြီးထိုရတာယုံသည်ပင်မင်းကြီးထိုဖောရဘယုံသည်ပင် အချို့သောသူအားနှစ်သက်ဖွယ်ဖြစ်၏အချို့သောသူအားနှစ်သက်ဖွယ်မဖြစ်အကျဉ်သူသည်အကျဉ်ဖောရဘယုံဖြစ်နှစ်လို၏ ြည့်စုံသောအကြံရှိ၏ထိုသူသည် ထိုဖောတဘာယုံမှတပါသော အထူးသဖြင့်လွန်သည်လဲဖြစ်သော အထူးသဖြင့်မျက်သည်လဲဖြစ်သော ဖောတဘာယုံကိုမတောင့်တထိုသူအားထိုဖောတဘာယုံသည် မျက်ဤဟုမိန်တော်မူ၏ထိုချိန်တွင်ဖျားသခင်ဤရှိတော်မှောက်၌ထိုမင်းငါးပါးသာ ရှိသည်မဟုတ်ဆန္ဒနင်္ဂလိကအမည်ရှိသော ဥပါတကလည်းဗုဒ္ဓရှိတော်မှောက်တွင်ရောက်လျက်ရှိနေပြီး ကောတလမင်းကြီးမေလျှောက်ပုံးနှင့်ဗုဒ္ဓကဖြေကြားတော်မူပုံများကို ကြားနာရ၏ထိုအခါထိုဥပဒကသည်နေရာမှထားတည်ပြီးပခုံးတဖက်၌အဝတ်ကိုစံပယ်တင်လျက်မြတ်စွာဘုရားအားလက်အုပ်ချီကာဤစကားကိုလျှောက်လေ၏ဖုံးတော်ကြီးသောမြတ်စွာဘုရားအကျွန်ုပ်၏ဉာဏ်တွင် တခုသောအကြောင်းသည် ထင်လာပါ၏ကောင်းသောစကားကိုဆိုတော်မူတတ်သော မြတ်စွာဘုရားအကျွန်ုပ်အား တခုသောအကြောင်းသည်ထင်လာပါ၏ဟုပြော၏။စန္ဒနင်္ဂလိကထိုတခုသောအကြောင်းသည်ထင်စေလော။ဤသို့ခွင့်ပြုစကားကြားရလင်စန္ဒနင်္ဂလိကသည်ဂါရာတွတ်တွွရွွ၍ခြေကျူးစကားလျှောက်ထားသည်။ကောင်းသောအနံ့ရှိသော နနက်အခါ၌ပွင့်သောမကင်းသောအနံ့ရှိသော ကောကနရအမည်ရှိသောဘရုံမာကြာခဲ့သူ၎င်းကောင်းငယ်၌ထွန်းလင်းတောက်ပသော နေမင်းကဲ့သို့၎င်းတင်တယ်တော်မူသော ကိုတော်မှပြိုပြိုပြက်ပြက်ထွက်သောအယောင်ရှိတော်မူသောမြတ်စွာဘုရားကိုဖူးမြင်လောထိုအခါမင်းငါးပါးတို့သည်စန္ဒနင်္ဂလိကအားငားတဲ့သောစုလျာပစိုးတို့ကို ပေးကုန်၏စန္ဒနင်္ဂလိကလည်းထိုငားတဲ့သောစုလျာပစိုးတို့ကို မြတ်စွာဘုရားအားလှူလေ၏နားဆင်ပေးသူအလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်